ဒါတော့ပပ်ဂျီမိုဘိုင်းလာမယ်ဂလစ်ပင်မှာတွေ့ရမယ် Ultimate Outfit ထတော်လေးကိုလက်တွေ့ဆန္ဒမျိုးရှိပါတယ်သူနဲ့အတူဒီရဲ့အဓိက AKMS skin ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးဒီနေ့ pre-order event ထွက်ရှိထားတာရှိပါတယ်ဒီ event အချိန်ကိုပြောရမယ်ဆိုရင်တော့14ရက်3လအနေနဲ့20ရက်3လထိသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်10ကလေးလို့ရတဲ့ voucher ကို 940UC ကြာတင်မဲ့နေရာမှာ 916UC တုံးပြီးမှ pre-order တင်လို့ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်ကတော့ pre-order တင်လိုက်ပါမြတ် purchase ဆိုလို့လိုက်ပါမယ်ဒီမှာကြည့်မယ်ဆိုရင်တော့10ကလေးလို့ရတဲ့ voucher ကိုကျွန်တော်ရရှိသွားပြီဖြစ်ပါတယ်အောက်မှာကြည့်မယ်ဆိုရင်လက်ရှိသွားနေတဲ့ AMR ရဲ့ jam ကိုပေါ့ရလာမယ်ကျွန်တော် AKM ရဲ့ jam ဖြစ်ကျော်ပြောင်းလို့ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်တကယ်ချင်းတော့အချမ်းပေးချင်တာ ော့ဒီရဲ့ jam ကနေဒီရဲ့ jam ကိုပေါ့ဗျာဒါတိုက်မပြောင်းဘူးကျွန်တော်ပြောလို့ပါတယ်ဗျာဒီမှာကြည့်မယ်ဆိုရင်ဒီအမောက်တငယ်ချင်းအများစုလောက်တာမျိုးရှိပါတယ်ဒါတိုက်ပေါ့ဗျာ jam ကနေ jam ပြောင်းလိုက်တာမျိုးရှိပါတယ်အဲ့လိုပုံစံမပြောင်းဘဲနဲ့ဒီရဲ့ jam အကြီးတစ်ခုကိုကြည့်မယ်ဆိုရင်ဒီရဲ့ jam အသေးလေး50လေးလို့ရတာမျိုးရှိပါတယ်လေးလိုက်တယ်ဆိုရင် jam အသေး40လေးနဲ့ပေါ့ဗျာဒီရဲ့ jam အကြီးတစ်ခုရရှိမှာဖြစ်ပါတယ် jam အသေး10ခုတော့မှတငယ်ချင်းတို့စီမှာပူနေမှာပဲဖြစ်ပါတယ်ဗျာဒီမှာကျွန်တော်တငယ်ချင်းတို့လက်တွေ့ဖော်ပြပေးပါမယ်ဘယ်ဟာလဲလဲပေါ့ဗျာဒီအတ္တိက jam ကနေအတ္တိက jam ကိုလင်းလဲပေါ့ဗျာအများဆုံး3ခုထိလဲလို့ရတာမျိုးရှိပါတယ်ဒီရဲ့ jam အသေးကနေပေါ့ဗျာ jam အကြီးကိုလဲလဲအများဆုံးကျော်3ခုထိလဲလို့ရတာမျိုး မျိုးရှိပါတယ်ဗျာဒီမှာကျတော့ဒီရဲ့ AMR ရဲ့ glitch pin နဲ့တစ်ချက်လောက်ဝင်ကြည့်လိုက်ရအောင်ဗျာကျွန်တော်စီမံကြည့်မယ်ဆိုတော့ဒီရဲ့အဓိက jam ပေါ့ဗျာ၃လုံးရှိတာဖြစ်ပါတယ်ဒါပေမဲ့တခါတည်းကျွန်တော်၃လုံးသွားမလဲပါဘူးဗျာဒီမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီရဲ့ redeem နဲ့ဝင်လိုက်ပါမယ်ဒီမှာကြည့်ရမယ်ဆိုရင်ပေါ့ဗျာဒီရဲ့ jam အကြီးတစ်ခုကိုပေါ့ဗျာ jam အသင်း90ဖြစ်ကျော်ပြောင်းလို့ရတာမျိုးရှိပါတယ်ကျွန်တော်ဒီကောင်ကိုပေါ့ဗျာဝယ်လိုက်ပါမယ်ဗျာဒီမှာကြည့်မယ်ဆိုရင် redeem ဆိုတာလုပ်လိုက်ပါမယ် ီမှာကျွန်တော် pre-order event နဲ့တစ်ချက်လောက်ပြန်သွားလိုက်ရအောင်ဗျာဒီမှာကြည့်မယ်ဆိုရင် jam အသေး40ကိုပေါ်ပြ jam အကြီးတစ်ခုလဲလို့ရတာမျိုးရှိပါတယ်ကျွန်တော်ပုံမှန်အတိုင်းလဲလိုက်တယ်ဆိုတော့ jam အကြီးတစ်ခု jam အကြီးတစ်ခုရရှိမှာဖြစ်ပါတယ်လက်ရှိမှာကြည့်မယ်ဆိုရင်ကျွန်တော်ခုနကလဲထားတာ90တောင်မှလဲထားတာဖြစ်ပါတယ်ဒီမှာကျွန်တော်40ပဲကြာတင်နေဆိုတော့ jam အသေးပေါ်ပြကျွန်တော်10ခုတောင်မှအပူရရှိသလိုဖြစ်သွားပါဗျာဒီမှာကြည့်မယ်ဆိုရင်ကျွန်တော် redeem sale လုပ်လိုက်ပါမယ် okay ဒါတော့ ekm ရဲ့ jam လို့ပြောလို့ရပါတယ်ကျွန်တော်စီမှာကြည့်မယ်ဆိုရင်တော့ဒီရဲ့ jam အကြီးပေါ်ပြနှစ်ခုရှိသေးတာဖြစ်ပါတယ်ဒီထဲကနေတော့ကျွန်တော်ဘာမှမလူကျင်တော့ပါဗျာဒါကြောင့်ပေါ်ပြကျွန်တော်အကုန်လုံးလဲလိုက်မှာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်နှစ်ခုလုံးပေါ်ပြကျွန်တော် max ဆိုတာလုပ်လိုက်ပါမယ် အဲ့ဒါပြီးတော့ကျွန်တော် redeem ဆိုတာလုံးလိုက်ပါမယ်။ဒါတွေကနေကြည့်မယ်ဆိုရင်တော့100ရရှိသွားပြီဖြစ်ပါတယ်။ဒါပြီးကျွန်တော် pre-order event နဲ့ပြန်ဝင်လိုက်ပါမယ်။ထပ်ပေါ်ပြန်နှစ်ခါလေးလို့ရတာမျိုးရှိပါတယ်ဒီမှာကြည့်မယ်ဆိုရင် max ဆိုတာလုံးလိုက်ပါမယ်။အဲ့ဒါပြီးတော့ကျွန်တော် redeem ဆိုတာလုံးလိုက်ပါမယ်။ဒီကနေကြည့်မယ်ဆိုရင် close ဆိုတာလုံးလိုက်ပါမယ်။နှစ်ခွရရှိသွားပြီဖြစ်ပါတယ်။ဒီမှာကြည့်မယ်ဆိုရင် limit ပြည့်သွားပြီဖြစ်ပါတယ်။အသေးကနေအကြီးလေးလို့မရတော့ပါဘူး။အကြီးကနေအကြီးလေးလို့ရတာမျိုးရှိပါတယ်။ဒါဆိုကျွန်တော်ဒီရဲ့ event နဲ့ပြန်ဝင်လိုက်ရအောင်ဗျ။ကျွန်တော်စီမံလက်ရှိကြည့်မယ်ဆိုရင် jam အသေး88ခုရှိတာဖြစ်ပါတယ်။ jam အသေးကိုလည်းပေါ်ရ jam အကြီးဖြစ်ပြောင်းလို့ရတာမျိုးရှိပါတယ်။ jam အသေး90ဆိုရင်တော့ jam အကြီးတစ်ခုရရှိမှာဖြစ်ပါတယ်။ကျွန်တော်စီမံ88 ်ခုဆိုတော့ထပ်ပို့ပြကျွန်တော်12ခုလောက်ဖောက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်စီမှာတရာပြည့်တော့မှာဖြစ်ပါတယ် ဒီမှာကျွန်တော်တခါတည်းပေါ့ဗျာဆေးက draw လုပ်လိုက်ရအောင်ဗျာဒီကနေကြည့်မယ်ဆိုရင်တော့ဗာဒီရရှိသွားပြီလေဆိုတော့ကောင်းကောင်းပေါ့ဗျာတွေ့မိရတာမျိုးတော့မရှိသေးပါဘူးချီချီဗာဒီရဂျမ်အသေးတွေပေါ့ဗျာတော့အများကြီးရတာမျိုးတော့မရှိပါဘူးတခါတခါသွားတာတော့မှကျွန်တော်ပို့ပြီးမှကန်ကောင်းမယ်လို့ထင်ပါတယ်ဗျာချီချီပါဒီကနေကြည့်မယ်ဆိုရင်တော့ကျွန်တော် draw လုပ်လိုက်ပါမယ် okay ဆိုတာလုပ်လိုက်ပါမယ် okay တခါကျတော့ spin လုပ်ကြည့်ကြည့်ရအောင်ဗျာဒီကနေကြည့်မယ်ဆိုရင်တော့ wow ဂျမ်အကြီးကျော်တစ်ခုပေါက်သွားပြီဖြစ်ပါတယ်ချီချီပါကန်ကတော့တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဒါပေါ့ဗျာအောက်က lag ချောင်းရရှိတာဖြစ်ပါတယ်အပေါ်မှာကြည့်မယ်ဆိုရင်လည်း95ခုကျော်ရှိသွားပြီဖြစ်ပါတယ်95ခု ဆိုတော့ဒီကောင်ကလည်းကျွန်တော်100ပြည့်အောင်ဖောက်လိုက်ပါမယ်ဗျာဒီ event ပြီးမဲ့အချိန်က20ရက်3လဖြစ်ပါတယ်တရက်30 UC နဲ့လည်းဖောက်သွားလို့ရပါတယ်ဒါပေမဲ့လည်းပေါ့ဗျာကျွန်တော်အခုပေါ့ဗျာအကုန်လုံးဖောက်လိုက်ပါရပောက်သွားအောင်လို့ပေါ့ဗျာဒီကနေ့ကြည့်မယ်ဆိုရင်အများကြီးလည်းမလို့တော့ပါဘူးကြီးကြီးပါ69ခုရှိသွားပြီဖြစ်ပါတယ် okay ဆိုတာလို့လိုက်ပါမယ် okay 68ရှိသွားပြီဖြစ်ပါတယ်ထပ်တစ်ခါပေါ့ဗျာသွားကြည့်ကြည့်အောင်ဗျာ okay 69ရှိသွားပြီဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်ထပ်တစ်ခါကျွန်တော်သွားလိုက်ပါမယ်ဒီကနေ့ကြည့်မယ်ဆိုရင်တော့အခု100ပြည့်သွားပြီပဲဖြစ်ပါတယ်ဗျာဆိုရင်ကျွန်တော်ဒီ redeem နဲ့ဝင်လိုက်ပါမယ်အဲ့ဒါပြီးတော့ကြည့်ရဲ gem ပေါ့ဗျာ exchange နဲ့ဝင်လိုက်ပါမယ်ဒီကနေ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်နှစ်ခုလဲလို့ရတာမျိုးရှိပါတယ် gem အကြီးပေါ့ဗျာကျွန်တော်လဲလိုက် ုက်ပါမယ်ဒီကနေ့ကျတော့ close ဆိုတာလုပ်လိုက်ပါမယ် okay ကျွန်တော်စီမံကြည့်မယ်ဆိုရင်တော့စုစုပေါင်းပေါ်ရဂျမ်မကြီး၃ခုရှိသွားပြီဖြစ်ပါတယ်ဒီကကျတော့ event မှာ line မှာဂျမ်မကြီးပေါ်ပြဒါလိုက်၄00တော့မှာပဲဖြစ်ပါတယ်ဗျဘောက်လက်ဆိုတော့ဂျမ်အသေးနဲ့ရကျတော့ limit ပြည့်သွားပြီဖြစ်ပါတယ်ဒါကြောင့်ပေါ်ပြဒီ၃ခုလုံးကျွန်တော် exchange လုပ်လိုက်ပါမယ် redeem လုပ်လိုက်ပါမယ်ဒီကနေ့ကြည့်မယ်ဆိုရင်တော့လာမယ့် AKM မြေပေါ်ရဂျမ်မကြီး၃ခုရရှိသွားပြီဖြစ်ပါတယ်လက်ရှိ AM မှာမှာကြည့်မယ်ဆိုရင်တော့တခြား item တွေမယူချင်တော့တဲ့အတွက်ပေါ်ပြအဓိကဒီဂျမ်ဖြစ်ပြောင်းလိုက်တာပဲဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်စီမံကြည့်ရမယ်ဆိုရင်လာမယ့် AKM မြေပေါ်ရဂျမ်ဘယ်နှခုရှိသွားပြီလဲဆိုတော့၆ခုရှိသွားပြီပဲဖြစ်ပါတယ်ဗျဒီမှာကျတော့ PUBG မူ world ကနေအမြဲလိုလိုပေါ်ပြဒီ ultimate jam နေပြီးပြောင်းနေတယ်ဆိုရင်တော့တော်တော်လေးကိုကောင်းတာဖြစ်ပါတယ်ပေါ့လေဆိုတော့ဒီ ultimate spin မှာကိုမကြိုက်တဲ့အရာတွေပါပြီးပါလာတယ်နောက်ဆိုတော့ jam ကနေပူနေတယ်ဆိုရင်တော့ပြောင်းပြီးမှပေါ်ပြကိုကြိုက်တဲ့ ultimate လာမှာအဲ့ item ကိုကျွန်တော် redeem လုပ်ဖို့အဆင်ပြေမှာပဲဖြစ်ပါတယ်ဗျနောက်ဆုံးတကယ်ကျွန်တော်နေဒီ ultimate spin နေကိုပေါ်ပြတရက်30 UC နဲ့ဆန်းသွားလို့လည်းရပါတယ်နောက်ဆုံးကန်ကောင်းနေဆိုတော့ jam အကြီးကြီးပါလေဆိုပေါက်နိုင်တာမျိုးရှိပါတယ်ဗျ okay ဒါဆိုတော့နောက်တစ်ခုကတော့ pubg mobile ဘက်ကနေဒီနေ့ပေါ်ပြ bucari နဲ့ collaboration ကိုတွေးမိရတာမျိုးရှိပါတယ် car skin နေနဲ့ပတ်သက်ပြီးမှတော့လုံးဝ share တွေပဲဖြစ်ပါတယ်တရက် speed drift နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့တကယ်ကျွန်တော်ထွေထူးပြော းစရာမလိုလို့ထင်ပါတယ်ဗျာတော်တော်လေးကိုပေါ့ဗျာဈေးကြီးတဲ့ကျော် spin လို့ပြောလို့ရပါတယ်ခြေကြီးပါကျော် gas skin နေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်၃ကတ်တန်ကပြောရမလားတစ်ကတ်တန်ကပြောရမလားခြေကြီးပါတော်တော်လေးကိုလာပါတယ်သူရဲ့အယောင်ပုံစံအနေထားပေါ့ဗျာနောက်တစ်ခုကကျော်တစ်ချိန်လုံးကကားတွေပါလေတွေ့မိဟတာမျိုးရှိပါတယ် DS3 အောင်ကိုခြေကြီးပါတော်တော်လေးကိုလာပါတယ်နောက်တစ်ခုကျော်အောက်မှာကြည့်မယ်ဆိုရင်တော့ဒီအယောင်ကိုလည်းတွေ့မိဟတာမျိုးရှိပါတယ်တကယ်ကျွန်တော်အနေနဲ့ပဲအယောင်ကြိုက်လေပေါ့ဗျာကျွန်တော်ကတော့ဒီရဲ့အဝါယောင်လေးတော်တော်လေးကိုကြိုက်တာဖြစ်ပါတယ်ဒိုင်းမစ်လေ DS spin ကိုကြီးရမယ်ဆိုရင်တော့တော်တော်လေးကိုဈေးကြီးတဲ့ကျော် spin လို့ပြောလို့ရပါတယ်ခြေကြီးပါကားပုံစံအနေထားလေးပေါ့ဗျာအယောင်အနေထားလေးကတော့တော်တော်လေးကိုမိုက်တာ မျိုးရှိပါတယ်ဒီမှာတကယ်ချင်းတော့အနေနဲ့ရောဒီက Bugatti Drift တွေပါတယ်လို့ဖြစ်လာမလို့ဖြစ်ဘူးလားပေါ့ရလို့ဖြစ်တယ်ဆိုရင် Block ထိမှကန်ကောင်းလဲ Block ထိမှကန်ဆူလဲပေါ့ရချစ်စုပြီး comment မှာပေါ်ပြပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာတဆွင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်တက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ